BM Rory နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါပြောကြရရှိတယ်အမှန်တော့ ဒီကျွန်တော် granite chalk တို့နောက်ထပ်ကျွန်တော်ဒါ Jordan Henderson တို့အပြင်တခြားအသင်းတွေအသင်းတွေမှာလည်းဒီ DM Rowe ကအရန်ကိုဒါအရေးပါတယ်ဗျာ။ပြိုင်ပွဲနဲ့တွေ့ပြီသူဒီကွန်းလဲကပဲအများကြီးစကားပြောသွားဆိုဒီချက်တွေကတော့ဒီရာဒီမှာသူတို့ကတော့ဗျာအသင်းငယ်တွေမှာလည်းကစားနေရတဲ့ကစားသမားတွေဖြစ်တယ်။အသင်းပေါ်မှာလည်းဦးဆောင်နိုင်စွမ်းကြလဲတခြားအသင်းကြီးတွေထပ်ပို့ပြီးသူတို့မှာကိုယ့်အသင်းကိုမောင်းနေရမှာနော်။သူရဲ့တက်ရွယ်ရာဒီ deep zone ကိုဆင်းပြီးတော့မှကစားတာပူပြီးတော့မှလိုက်ဖက်သွားတာဗောနော်။တကယ်တမ်းကကျွန်တော်ဒီ attacking line ကိုလည်းလိုက်ရမယ်။ ကျွန်တော်ဘယ်လိုပြောမလဲဒီနံပါတ်8ရိုးပုံစံကစားမယ့်အခြေအနေဆိုရင်ဂျော်ဒန်ဟန်ဒါဆန်ရဲ့တက်လုံနဲ့ဒီကစားအားအရအဆင်ပြေခြင်းမှပြည်မှာပေါ့ဂရနိဂျာကာရဲ့ဒီကွင်းလယ်ကဥဆောင်နိုင်စွမ်းမောင်းနေနိုင်စွမ်းဒီသူ့ရဲ့ကွင်းလယ် control ကအများကြီးရေးပါတယ်။သူနဲ့ Sadiki နှစ်ယောက်ကတော်တော်ကွင်းလယ်မှာမာကျော်တယ်ဗျာ။ Arsenal နဲ့ကစားသွားတဲ့ပွဲမှာဆိုသူရဲ့ဒီအရင်အရင်ဟန်ပန်မျိုးတွေပေါ့နော်။ခုအသင်ဟောင်းနဲ့ပြန်ရင်ဆိုင်လာမှာ aggressive ပုံစံကိုကျွန်တော်ချာကန်နဲ့ပတ်သက်ရင်အဲ့ဒါကိုဟိုသူ့ရဲ့ဒီအသင်ပေါ်မှာမောင်းနေပြီးတော့တကယ်စိတ်လိုက်မှန်ပါတော့ဗျာ။အသင်ကိုဥဆောင်နေဟာကိုအရန်ကြိုက် ဆိုကဟပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးတာပါပဲပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကိုဒေါင်းလုံးရယူပြီး promo code 1 soccer house နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ။ ဆိုင်ဘာဂိမ်းနဲ့အခြားအားကစားနည်းတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျာ။ဆော့ကောပလေးတက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ DRD Premier League မှာခြေစွမ်းပြနေတဲ့ဒီ defensive midfielder Rory အကြောင်းလေးကိုကျွန်တော်ဒါတင်ဆက်ပေးဖို့ရှိပါတယ်။ဒီကစားသမားတွေကဒီနေရာမှာကစားတဲ့ကစားသမားတွေပေါ့လေ။ဒီ defensive role မှာကစားတဲ့ကစားသမားအများစုကကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တိတ်ပြောမှဟိုထင်ပေါ်ပြောမှ တအားကိုတိတာတဲ့ hero တွေမဟုတ်ဘူးဒါ anson hero လို့ခေါ်နိုင်တဲ့ကစားသမားမျိုးတွေပေါ့လေအဲ့ဒီထဲမှာအထူးဖြင့်ကျွန်တော်ဒါဒီစီသမားအဓိကပြောသွားဖို့ရှိတာကတော့ဒီ sunderland နဲ့ brandford အတင်းတို့မှာဒါဥဆောင်နေတဲ့ဒီ dm row နှစ်ယောက်ပေါ့လေဒါကျွန်တော် jordan hunterson ရဲ့ not the granny chaka ရဲ့ဒီအကြောင်းလေးတွေကိုကျွန်တော်ဒါတင်ဆက်ပေးဖို့ရှိပါတယ်ဒီစီသမားတော့ကျွန်တော်နဲ့တူဒါကုဆိုးရနေပြောမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကုဆိုးရမင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂလာပါကိုကျွန်တော်ဒါ အပြိုးလေးထဲမှာလည်းပါသွားပြီပေါ့လေဒီ DM Rory နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါပြောစရာရှိတယ်အမှန်တော့ဒီကျွန်တော် Granit Xhaka တို့နောက်ထပ်ကျွန်တော်ဒါ Jordan Henderson တို့အပြင်တခြားအသင်းတွေအသင်းတွေမှာလည်းဒီ DM Rory ကအရန်ကိုဒါအရေးပါတယ်ဘောနော်ကျွန်တော်ဒါ DM Rory ပျောက်သွားတဲ့အခြေအနေမှာရုန်းကန်ရတဲ့အသင်းကြီးတွေဟာအများကြီးပါပဲကျွန်တော်ဒါ Arsenal ပါဝင် Manchester United လို့ပါနေဒါ Manchester City တောင်မှဒါပါခဲ့သေးရပါပဲနော်ဒါ Rory မိနစ်တုန်းက Rodri ဒီဒဏ်ရရွားတဲ့အခြေအနေမှာဘယ်လောက်ထိသူတို့ ဘယ်လိုပြောမလဲတိုင်ပတ်သွားလဲဆိုတာကျွန်တော်အလုံးအတွေ့ပဲပေါ့နော်အဲ့ဒီအချိန်လေးတခုမှကျွန်တော်ဒီကစားမားတွေရဲ့အရေးပါတဲ့အခက်အခဲလေးကိုအစိုးရစာယူမိဆက်ပြောပြပါဗျာဟုတ်ကဲ့ပါဒီနေရာမှာကကျွန်တော်ဒါအသင်းတိုင်းမှာတကယ်မရှိမဖြစ်လို့ပြောလို့ရပါတော့နော်ဒါအထင်အရှားရှားအနေနဲ့ပြပါဆိုကျွန်တော်အသင်းကြီးတွေပဲကျွန်တော်အရင်ဆွဲထုတ်လိုက်ရင်တော့မှစပါတို့လိုဒီယာဒီမှာပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ရုံးကန်နေရတဲ့ဆိုတဲ့အနေထားမျိုးမှာသူတို့ပယ်လင်ညာကိုအရာခေါ်လိုက်တယ်ပယ်လင်ညာရဲ့ကွန်းလယ်ကဒီလှုပ်အားနှုံးဖြတ်အားကတော်တော်ရပရီးမီးယားလိရဲ့ဒီဒီကွန်းလယ်ပိုင်းမှာအမာကျော်ဆုံးနဲ့မှာပါတယ်ဖြတ်အားကောင်းဆုံးနဲ့မှာပါတယ်ပေါ့နော်မချဲစီမှာဆိုရင် ကိုင်စီတို့လို့ဆိုရင်ဒါလက်ရှိပရီးမီးယားလိရဲ့ထိတ်တန်းကွင်းလေကစားသမား၃ယောက်လောက်ချကြည့်လိုက်မယ်ဆိုရင်သူတို့က1 2 3မှာကိုင်စီတို့ကပါဖို့ပါနေမှာကိုင်စီတို့ရဲ့အခန်းကဏ္ဍအရင်ကြီးတယ်မန်ယူနိုက်တက်မှာဒီရာသီကျွန်တော်ရာသီစာပိုင်းမှာရုံးကန်ခဲ့ရတယ်ဆိုပေမဲ့တဖြည်းဖြည်းရလက်တီကောင်းလာမှာလေဒီကွင်းလေရူကကက်စမေရူရဲ့အခန်းကဏ္ဍအများကြီးရေးပါတယ်ပြီးတော့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ရဲ့တိုက်စစ်လိုက်ပါသူတို့နှစ်ယောက်ရဲ့ဟန်ချက်ပေါ့နော်အများကြီးအရေးပါလာတယ်အာဆင်နယ်မှာဆိုရင်ပြီးခဲ့နှစ်တည်းမှာဒါဒီကွင်းလေမှာပါတီကိုတုံးခဲ့မယ်ပါတီမရှိတော့တဲ့အချိန်မှာသူတို့ဇူဘီမန်ဒီကိုခွာလိုက်တယ်ဇူဘီမန်ဒီကြောင့်ဒက်ကလန်ရိုက်က လွတ်လွတ်လပ်လပ်လိုက်ပါခွင့်ရတာပေါ့နော်သူ့စုံလွတ်ထားခဲ့ပြီဒူဘီမန်နီနဲ့ကျွန်တော်ခြံထားခဲ့လို့ရတဲ့အနေအထားမျိုးတွေဖြစ်သွားတယ်မန်စီးတီးဆိုရင်မနစ်ကအခုပြောခဲ့တဲ့ထဲမှာပါပါတယ်ရိုဒီတန်ရပြီးနောက်ပိုင်းမှာသူတို့ရဲ့အသင်းရဲ့ဟန်ချက်ကလုံးဝပျက်စီးသွားပြီးပြီးခဲ့ရာသီကဖလားလက်မဲ့ရာသီနဲ့ဂျုံခဲ့တယ်ဒီရာသီမှာတော့ရိုဒီကကြံ့ခိုင်မှုအပြည့်နဲ့မကစားနိုင်သေးဘူးပြန်လာလိုက်ဒဏ်ရသွားလိုက်ဆိုတဲ့အနေအထားမှာတဖြည်းဖြည်းနဲ့အခုနီကိုကွန်ဆာလက်ကိုဒီနေရာမှာကစားရင်ကစားရင်နဲ့နီကိုကွန်ဆာလက်ကလည်းအသင်းနဲ့တူအသာကျလာတာမျိုးကျွန်တော်တို့တွေ့ရမြင်ရတယ်ပေါ့နော်တော်တော်လေးကိုဒီပရီမီယာလိအသင်းတွေရဲ့အခြေအနေတွေကကြောင်းလဲလာခဲ့တယ်ဆိုတော့ ဒီထဲမှာမှာအကိုပြောသလိုပေါ့နော်အကုန်လုံးကတော့ဒီနေရာမှာကစားရင်တခြားကျွန်တော် attacking midfielder တွေတိုက်စစ်ဆောင်မှာတွေလောက်တော့ team ball ကြောကြမှာမဟုတ်ဘူးသူတို့ရဲ့အခန်းကဏ္ဍနည်းနည်းလေးတော့ပုံမှန်ထက်တော့ဟိုငုံရှိုးကငုံရှိုးနေဒါပေမဲ့အသေးမှာမရှိမဖြစ်ဆိုတဲ့အခန်းကဏ္ဍမှာရှိနေခဲ့ပြီးတော့ဒီကစားသမားတွေကိုကြော်ပြီးကြည့်လိုက်ရင်အကိုပြောခဲ့တဲ့ဟိုကိုမိတ်ဆက်ခဲ့တဲ့ဒါ Brentford က Jordan Henderson တို့ Sanalan က Granit Xhaka တို့ဆိုတော့အသက်အရွယ်ပိုင်းကလည်း34 35သူတို့ရဲ့ ဒီအသက်ရွယ်ပိုင်းရဒီနောက်ဆုံးအချိန်လို့တောင်ပြောလို့ရဒါပေမဲ့အသင်းကိုဥဆောင်မောင်းနေနေတဲ့အပိုင်းအသင်းရဲ့ဟန်ချက်ကိုထိမ်းပြီးတော့ဒီကွင်းလဲကိုစိုးမိုးထားတယ်ပြိုင်ဘက်ရဲ့ပြိုင်ဘက်နဲ့တွေ့ပြီးသူဒီကွင်းလဲကပဲအများကြီးစကားပြောသွားတော့ဒီချက်တွေကတော့ဒီရာဒီမှာသူတို့ကတော့ဗျာအသင်းငယ်တွေမှာလည်းကစားနေရတဲ့ကစားသမားတွေဖြစ်တယ်အသင်းပေါ်မှာလည်းဥဆောင်နိုင်စွမ်းကြလဲတခြားအသင်းကြီးတွေထက်ပိုပြီးသူတို့မှာကိုယ့်အသင်းကိုမောင်းနေရမှာနော်အသက်ရွယ်ပိုင်းရလည်းဒါတော်တော်လေးအသက်ရွယ်ပိုင်းရဟိုအကြဘက်ကိုရောက်လာပြီလို့ပြောလို့ရပါမယ်။သူတို့ကစားနေတဲ့ရိုးသူတို့ယူထားတဲ့အခန်းကဏ္ဍအရင်ကြီးပြီးတော့တော်တော်ဗျာဒီဇာသမားတွေကတော့ ဟိုတခြားကစားမှာတဲ့ပိုပြီးထင်ပေါ်နေလို့ကျွန်တော်မြင်မိတယ်ကိုဟုတ်ကဲ့ပိုပြီးမှတဲ့ချီချူးစရာကောင်းတော့ဗောနော်ကျွန်တော်ဟိုပုံမှန်အပြင်တော့ကျွန်တော်ဒီယာဒီမှာကြည့်မယ်ဆိုရင်ဒီယာမရူးနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်ဒါထင်းကနေမြင်လာမှာကိုက်စီတိုရဲ့ဆွမ်းဆောင်မှုတွေရာချယ်ဆီနဲ့အတူအများကြီးကိုပဲတိတာထင်ရှားပါတယ်ဟုတ်ကဲ့ဒါဒါဇူဘီမန်ရဲ့တည်ငြိမ်မှုတွေလည်းကျွန်တော်ပြောစရာရှိကောင်းရှိနိုင်တယ်အဲ့ဒီထဲကမှဒါဆန်နာလန်တို့ဘရန်ဖိုးတို့ကကျွန်တော်ပုံမှန်ထက်လည်းကျွန်တော်ဒါအတင်းကြည့်ရတဲ့စာရင် image အပြင်လည်းနည်းတယ် နေတဲ့အချိန်ဒီခုမှာရလက်ကောင်းအောင်တကယ်တမ်းမောင်းနေနေတဲ့အချိန်တွေမှာဥပမာဂျော်ဒန်နာဆင်ရဲ့ဒီမောင်းနေနိုင်စွမ်းကျွန်တော်တို့ကြည့်မယ်ဆိုရင်ဥပမာဂရနစ်ချာကားမှာနည်းနည်းလေးတော်ရဲမှာဘာကြောင့်လဲဆိုတော့တွင်ကိုပေါင်ပတ်သက်မှုတချို့လေးရှိတယ်ဂျော်ဒန်ဟန်နာဆင်တို့ဆိုရင်ကိုပေါင်ပတ်သက်မှုတော့မှာ6နှလုံးတော့ရအဲတအားကြီးတော့မရှိတဲ့အချိန်ဒီခုမှာကြာသူ့ရဲ့ဥဆောင်နိုင်မှုကမထင်မှတ်ဖက်နဲ့တော်တော်ကြီးကိုကြီးမားနေတာကျွန်တော်တွေ့ရပါလေအဲ့တော့ Brandfo ရဲ့ဒီ play နဲ့ဒီဂျော်ဒန်ဟန်နာဆင်အရေးပါတဲ့အချိန်လေးလေးအဲကိုစိုးရီးသုံးသပ်ပြပါကျွန်တော်တို့ဒါမြင်ရတော့ဆိုရင်အဲ Chelsea နဲ့ပွဲ ကျွန်တော်ထင်တယ်နောက်ချက်ဆီနဲ့ပွဲလီဗာပူးနဲ့ပွဲယူနိုက်တက်နဲ့ပွဲနော် direct direct play လေဘောလုံးကိုကျွန်တော်ဒါ direct တင်လိုက်တဲ့အမှကီဗင်ရှာရယ်စီတင်လိုက်တဲ့ဘောလုံးတွေကချက်ဆီပွဲမှာတွင်းချက်ဆီပွဲမှာတွင်းသွားတဲ့ဟာမျိုးစဒါတွေကဒီဘယ်လိုပြောမလဲ DN Roy ရဲ့အရေးပါတဲ့အခြေအနေဒါခန်းစစ်တင်မဟုတ်ဘူးအထက်ကင်းသွားတဲ့အခြေအနေမှာလည်းသူတို့စီကအမြင်ဆူရှာမှုနောက်တော့ဘောလုံးပြီးဖို့နိုင်စွာဒါတွေလည်းအရေးပါလေးတဲ့တွေ့ရဆိုတော့ဒီ Jordan Henderson ရဲ့ play လေး ကိုစိုးရီတုံးတက်ပြပါဘူးဟုတ်ကဲ့ပါဂျော်ဒန်ဟန်တာဆင်အကြောင်းပြောရင် तू စပြီးကစားတဲ့ကျွန်တော်စန်နာလက်မှာငငယ်လေးနဲ့ပေါ့နော်စပြီးထင်ပေါ်လာတဲ့ကဟိုအလားလားရှိတဲ့လူငယ်ကစားသမားလေးဆိုတော့ကျွန်တော်မြင်ခဲ့တာပေါ့နော်အဲ့ရနေတဲ့ဆင်စန်နာလက်နေလေဘာဘူးရောက်တော့လေ तू तू အခန်းကဏ္ဍပြောချင်တာကအဲ့လောက်ကြီးအထင်ကြီးမခံရပါပဲဒါဂျရက်အလွန်မှာအသင်းကောင်းဆောင်ဖြစ်တကယ်အောင်မြင်မှုတွေမှာအဓိကကြတဲ့အခန်းကဏ္ဍကနေပါခဲ့တယ်ကွင်းလက်မှာဆိုရင် तू က ် DM နဲ့ဆိုင်သူကကွင်းလယ်မှာလိုက်ပြီးတော့ဖြည့်ကစားရတဲ့ပုံစံမျိုးနဲ့ကစားခဲ့ပြီးအခုအသက်အရွယ်ပိုင်းအရာကြတော့သူအရန်ကြီးရှစ်လိုက်တတ်တာတွေလိုက်ဖြည့်တာတွေမလို့တော့သူ့ရဲ့ဒီ zone ကို cover လုပ်ပြီးတော့ခန်းစစ်ကို cover လုပ်တယ်ဟိုသူ့ရဲ့နေရာကိုလည်းသူဘယ်လိုခေါင်းမလဲ speed ကိုလည်းတေချာသူ့သူ့ control လုပ်ထားနိုင်တယ်ပြီးတော့ shit ကိုလည်းတိုက်ရိုက်ဘလုံးတွေပေးပို့နိုင်တယ်ဒီအချက်ကြောင့်ပဲကွင်းလယ် brand 4ရဲ့လက်ရှိဒါနိဗျ Kate Andrew နဲ့လက်အောက်မှာပေါ့နော် Jordan Hanna ဆင်က အများကြီးလို့ဖြစ်နေတယ်ဘရန်ဖို့သွားနေတဲ့ပုံစံနဲ့ဂျော်ဒန်ဟန်တိုင်းတင်လက်ရှိကစားနေတဲ့ဟန်တွေကလောကကွက်တီကိုကြာတယ်သူစီကိုဘောလုံးရောက်တယ်ခက်စစ်ကိုကာပါလုပ်တယ်တိုက်စစ်ကိုတိုက်ရိုက်ဘောလုံးတွေပြပို့တယ်ဘောလုံးတွေဖြန့်ပေးနိုင်တယ်ပေါ့တော်တော်ကိုဒါအထင်ကြီးစရာကောင်းပါတယ်သူနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါလီဗာပူးကနေထွက်ပြီးတော့ဒီ sorry ကိုရောက်သွားတယ် sorry ကနေပြီးတော့ ayak ကိုရောက်သွားတယ်တိတ်မြုပ်သွားပြီးလို့ကျွန်တော်ထင်လိုက်တာပေါ့နော်ဒီသက်ရွယ်မှာဒီလို lead တွေရောက်သွားပြီးဆိုပြန်ပြီးတော့ဒီလို level တကယ် top flight တကယ်ထိတ်တန်းအဆင့်တွေမှာရောက်လာမယ်တောင်မထင်တော့ဒါပေမဲ့ရောက်လာတော့လေသူ့ရဲ့အရင်ခြေစွမ်းကိုထိန်းထားနိုင်စေဆိုတော့ကျွန်တော်ဟန်တာဆန်ကဒါကြောင့်လေအခုဒါ အင်္ဂလန်လက်ရွေးစင်အသင်းကြီးဗျတောမတ်တူခေကသူ့ကိုလာပြန်ပြီးရွေးထားသူ့ကိုဆွလို့လို့မရသေးဘူးသူ့ကိုဒါကျွန်တော်2026မှာလဲသူ့ရဲ့အတွေ့အကြုံတွေကိုဒါလိုချင်ပုံရတယ်ဆိုတော့တော်တော်အခုအထင်ကြီးဖို့ကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းအမှန်တိုင်းပြောရင်ဂျော်ဒန်ဟန်ဒါဆန်ဖန်ဘောကိုလီဗာပူးအရန်အောင်မြင်နေတဲ့ကာလမှာဂျော်ဒန်ဟန်ဒါဆန်ကရိုးကဘာမှမသိဘူးဆိုတော့ကျွန်တော်တို့ပြောခဲ့ကြဒါမဲ့အသက်ကြီးလာလေလေသူ့ရဲ့အည်သွေးတွေကိုပြလာလေလေဆိုတော့လက်ရှိ brand phone နဲ့တွားနေတဲ့ system နဲ့ဂျော်ဒန်ဟန်ဒါဆန်ရဲ့ဂစားဟန်တွေကလုံးဝကွက်တီပဲဒါတကယ်ကိုလေးစားဖို့ကောင်းပါတယ် ုတ်ကဲ့ပါသူရဲ့အသက်အရွယ်ရာဒီ deep zone ကိုဆင်းပြီးမှကစားတာပူပြီးမှလိုက်ဖက်သွားတာပေါ့နော်တကယ်တမ်းတော့ကျွန်တော်ဒီ attacking ဘက်ကိုလည်းလိုက်ရမယ်ကျွန်တော်ဘယ်လိုပြောမလဲဒီ number 8 rule ပုံစံကစားမယ့်အခြေအနေဆိုရင် Jordan Henderson ရဲ့တက်လုံနဲ့ဒီကစားအားအရအဆင်ပြေခြင်းမှပြည်မှာပေါ့ဟုတ်ကဲ့သူအနေထားရကစားတာလည်းတကယ်ကိုဒီ defensive zone ကိုပဲအဓိကတည်ပြီးမှကစားရတယ်ဒီဘယ်လိုပြောမလဲတွားတဲ့ပုံစံအားကြာကျွန်တော်ကြည့်မယ်သူတို့တွေ့လဲအရင်ကြီးပြင်မှန်းတဲ့ပုံစံမျိုးမဟုတ်တဲ့အတွက်ဒါလေးကတော့ဟိုနီးပြားရဲ့ view ဟာနဲ့ သူ့ရဲ့ကစားဟန်တွေကလည်းအနေထားနေရလဲကွတိဒါ profile ကြာသွားလို့ဒါပြောရမှာပေါ့နော်နောက်တစ်ယောက်ကတော့ဒါ granite chalk က chalk ကတော့ကျွန်တော်ဒါ hana sin လို့တော့မဟုတ်ဘူးလေဒါ hana sin ကဒါ is ကနေအဆင်မပြေဘဲနဲ့ကျွန်တော်ဒါဘယ်လိုပြောမလဲငုတ်ကောင်အနေနဲ့အင်္ဂလန်ကိုပြောင်းရောက်လာ granite chalk ကတော့ကျွန်တော်ဒါအင်္ဂလန်ကိုပြန်ထွက်သွားတဲ့ထွက်သွားတဲ့ဒီအင်္ဂလန်ကနေထွက်သွားတဲ့အချိန်ဒီမှာလဲသူကခေါင်းမော်ပြီးထွက်သွားပါပေါ့နော်ဒါအင်ဒီ arsenal မှာ အရင်အရင်သူတခြားဆော့ဝိုင်းကမှာအာဆင်နယ်မှာ9နှစ်ကစားခဲ့တယ်။ရုံးကန်ရတဲ့ကာလတွေရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့ Liverpool ကမပြောင်းခင်ကာလလေးမှာတော့ Granit Xhaka ကဒီ role တစ်ခုပြောင်းပြီးတော့မှအထီးသားလက်အောင်မှာသူတို့ကိုချီးစွမ်းတာနော်။အကောင်းဆုံးပုံစံကတော့အကောင်းဆုံးကာလကအဲ့ဒီကာလအောင်ပြောပါဟုတ်ကဲ့ပါနော်။ကျွန်တော်အဲ့ဒီကာလပြောပြကျွန်တော် ပြောချင်တာကအင်္ဂလန်ကနေဒီဂျာမနီကိုထွက်သွားတဲ့ချိန်မှာလည်းသူကရင်ကော့ကောင်းမော်ပြီးထွက်သွားတယ်။အဲ့ဒါပေမဲ့ဂျာမနီကနေကျွန်တော် Liverpool ကနေအင်္ဂလန်ကိုဒါဆန်နာလန်နဲ့သူအင်္ဂလန်ကိုတချော့ပြန်လာတဲ့အချိန်ဒီမှာလည်းကျွန်တော်ပြန်ကြည့်လိုက်ရင်ကော့ကောင်းမော်ပြီးပြန်လာတဲ့အချိန်ဒီပေါ့လေ။ဟိုဟာနာဆင်လိုတော့မဟုတ်ပြောင်းရှိချေးအဖြစ်လေ ဲ့သူ့အသက်အရွယ်အားဖြင့်ကျွန်တော်ဒါသူ့ကိုပေးရတဲ့ပြောင်းရွှေ့ခြေတန်း30နီးပါးဆိုတဲ့အနေထားတော်တော်ကြီးကိုများတယ်လို့တော့ထင်ရတယ်ဒါပေမဲ့ဟိုပြောင်းရွှေ့ခြေနဲ့သူပေးဆက်နေတဲ့ဒီကစားအားနောက်ထပ်အသင်းကိုမောင်းနေနိုင်စွမ်းတော့ဒါရီအားလုံးကတော်တော်လေးကိုထိုက်တန်နေလို့ကျွန်တော်ဒါပြောလို့ရမယ်ထင်ပါတယ်ဒါ granite ချောင်းကနေပတ်သက်ပြီးတော့မှစန္ဒာလမ်းမှာဘယ်လောက်ထိဒါအေးပါတယ်လဲနောက်ထပ်သူ့ရဲ့ဒီ play နဲ့ play ပုံစံလေးနဲ့ဒါကုဆွေးတုံးသပ်ပြပါဦးဗျတကယ်စန္ဒာလမ်းရဲ့ဥဆောင်သူစစ်စစ်က granite ချာကပေါ့ဒီရာဒီမှာစန္ဒာလမ်းဘာကြောင့်ဒီလောက်ထိအမြင့်ပြန်နေလဲလို့ပြောရင် ဂရနိဂျာကာရဲ့ဒီကွင်းလယ်ကဥဆောင်နိုင်စွမ်းမောင်းနေနိုင်စွမ်းဒီသူ့ရဲ့ကွင်းလယ် control ကအများကြီးရေးပါတယ်သူနဲ့ဆာတီဂီနှစ်ယောက်ကတော်တော်ကွင်းလယ်မှာမာကျော်တယ်ဗျအာဆင်နယ်နဲ့ကစားသွားတဲ့ပွဲမှာဆိုသူရဲ့ဒီအရင်အရင်ဟန်ပန်မျိုးတွေပေါ့နော်အခုအသင်ဟောင်းနဲ့ပြန်ရင်ဆိုင်တော့ aggressive ပုံစံကိုကျွန်တော်ဂျာကာနဲ့ပတ်သက်ရင်အဲ့ဒါကိုဟို သူ့ရဲ့အသင်းပေါ်မှာမောင်းနေပြီးတော့တကယ်စိတ်လိုက်မှန်ပါတော့အသင်းကိုဥဆောင်တဲ့ဟာကိုအရန်ကြိုက်တယ်ဒါပေမဲ့တချို့ဟာလေးတွေမှာလည်းရှာကာအနေနဲ့အရင်တော့ကပေါ့နော်အသင်းဟောင်းအာဆင်နယ်မှာအိုဘာဖြစ်ပြီးတော့အဲ့လိုအနီကတ်တွေများတာတွေဖောင်းတွေများတာတွေအသင်းပြည်သက်တွေနဲ့ပြဿနာတွေဖြစ်ခဲ့တဲ့ကာလမျိုးတွေရှိခဲ့ပေမဲ့သူလည်းအသက်ရွယ်အရာတဖြည်းဖြည်းနဲ့ရင့်ကျက်လာလေသူ့ရဲ့ကစားဟန်ကပို့ပြီးတော့တည်ငြိမ်လာလေလို့ပြောလို့ရအသင်းဟောင်းလီဗာကူဆင်မာတဲ့ကရှုံးပွဲဖြစ်ချန်ပီယံအလွန်ဆိုတဲ့သူရခဲ့ရမှာလေအသင်းကိုဥဆောင်ခဲ့တာသူပဲပေါ့နော်အဲ့ရနေထွက်လာတော့လေဆန်နာလဲလို့တန်တက်အသင်းကို လူငယ်တွေမျက်နှာသစ်တွေပရီးမီးယားလိနဲ့အတွေ့အကြုံရှိတဲ့ကစားသမားတွေသူကကွင်းလယ်မှာဥဆောင်ပြီးမောင်းနေပြီးတော့ဒီအသည်မှာပို့ပြီးသူအားရစရာကောင်းတာကွင်းလယ်မှာသူကဒီထိုင်နေရာထက်ဆိုင်လိုအပ်သူသူသူ့စုံကိုလည်းကာပါလို့တဲ့အပြင်တိုက်စစ်တွေမှာလိုက်ပြီးတော့ဗောနော်ဟုတ်ကဲ့ပါ twin ကိုတွေဖန်တီးမှုတွေပါသူလှုပ်ပေးထားတာဒီအသည်မှာကျွန်တော်မှတ်မှတ်ရဆိုရင်စန္ဒာလင်းတင်ရခဲ့တဲ့3ကိုးစက်တိုက်သူကလှုပ်ပေးခဲ့တဲ့အချိန်ရှိခဲ့ပြီးအဲ့ကလာလေးကဒါတော်တော်ထူးခြားပါတယ် forest နဲ့ forest ကို10နဲ့အဝေးကွင်းမှာနိုင်နေပွဲပြီးရင် villa နဲ့11သီးကြီးကြခဲ့တဲ့ပွဲဒါ brandford 21နဲ့နိုင်နေပွဲမှာအဲ့ စမ်းသလန်းရခဲ့တဲ့ဂိုးတွေမှာသူကထောက်လျှောက်ပါတော့အဲ့လိုဖန်တီးမှုတွေလုပ်ခဲ့တယ်ပြီးတော့နောက်ဆုံးကျွန်တော်ထင်တာပွဲစဉ်10ရာလာမလို့ Everton နဲ့1-1ပွဲမှာဆိုရင်အရေးပါတဲ့6ပါဂိုးလည်းသွင်းခဲ့ဆိုတော့တကူသွင်းတယ်အုံကိုဖန်တီးတာဆိုတော့ဒါ defensive midfielder တယောက်အနေနဲ့ပြောမယ်ဆိုရင်အများကြီးပေါ့နော်ဒါပေါ့ဟိုခန်စစ်ဒီကုရုံဝင်မဟုတ်ဘဲနဲ့ဒီဘောလုံးကွန်းလိုက်မှာမောင်းနေတာတွေဘောလုံးဖြောင့်ပေးမှုတွေအများကြီးအကောင်းနဲ့တွေ့ရပြီးတော့သူနဲ့ပတ်သက်ပြီးကျွန်တော်ပို့ပြီးအထင်ကြီးတဲ့အချက်ကဒီဟာဒီမှာသူ့ရဲ့ဒီ clearance က52ကြိမ်ရှိတယ် တော်တော်အားကောင်းတယ်ဗျာဒါကွင်းလေကစားမတက်ရောက်နေဆိုအကန်စီဒိုတို့တောင်မှသူနဲ့ရှင်ပဲဆို clearance အရေးအတွက်ကအဲ့လောက်အများကြီးမရှိဘူးကန်စီဒိုတို့ဆိုရင်ဆက်နှစ်ကြိမ်လောက်ပဲရှိတယ်ဒါ Jordan Henderson ဆိုရင်လည်း16ကြိမ်လောက်ပဲရှိသူကအကြိမ်42ကြိမ်ရှိအဲ့ထက်မှမှဒီခေါင်းနဲ့ခေါင်းတိုက်ပြီးတော့ area နဲ့ပိုင်းနေမှာလည်းအကြိမ်30လောက်လှုပ်ထားရဆိုသူစီကလှုပ်အားနှုန်းကြီးကတော်တော်ကြောက်စရာကောင်းတယ်ပြီးတော့ interception အနေနဲ့ကြည့်မယ်ဆိုရင်73ကြိမ်ရှိတယ်ကွင်းလေမှာတော့သူနဲ့တွေ့တာနဲ့တောင်းတောင်းပြိုင်ဘက်ကပြိုဆင်းသွားတဲ့အနေအထားမျိုးကြီးရောက်ပါတယ်ဗောနော်အဲ့တော့ Granit Xhaka ရဲ့တကယ်ကို ကွင်းလိုက်အောင်မောင်းနေနိုင်ဆိုသူရဲ့စိတ်တက်ပြသူနဲ့ပတ်သက်ပြီးပြောင်းကျွန်တော်သူရဲ့ဒီစိတ်ကပြင်းပြမှုကိုကျွန်တော်အရန်သဘောကြားတယ်အခုလက်ရှိဆန္ဒလန်းတဲ့ဒီလောက်ထိဒီရာဒီအစမှာပေါ့နော်တားထွက်ကောင်းပြီးပုံစံကောင်းပြနေရမှာလေသူရဲ့ဦးဆောင်မှုကအဓိကကြပါတယ်အဲ့တော့ဆိုရင်ကျွန်တော်ဒါမေးစရာရှိတဲ့အချင်းကြီးကတော့အသက်ရွယ်ပိုင်းကဒါအချပဲရောက်နေတဲ့ကစားပါလေကျွန်တော်လက်ရှိမှာကတော့ပွဲစဉ်၁၁ဆိုတဲ့ဟာတော့ယာဒီအစကာလာလို့ကျွန်တော်ဒါပြောလို့ရပါဘောနော်ဒီဇင်ဘာပွဲချက်ကာလာတွေမလာသေးဘူးနောက်တော့ကျွန်တော်ဒါပူပြီးတော့ ဒီတံပူမြင့်လာမဲ့အခြေအနေဒီကမှာဒုတိယရာသီဘက်အခြေအနေတွေလည်းကျွန်တော်ဒါထပ်ပြီးမှကြည့်ရအောင်မယ်ဆိုတော့ဒီ DM Row ဟာအခုလက်ရှိပေါ့နော်ကျွန်တော်ဒါ Hanson နဲ့ကျွန်တော် Granite Chaka အကြောင်းကိုတော့အဓိကဆွေးနွေးပါတယ်ဒီကစားမနှစ်ယောက်ရဲ့ဥဆောင်မှုကိုမိခိုနေရတဲ့ Brand 4နဲ့ Sunderland တို့ဟာအရွယ်အကျပဲရောက်လာနိုင်တဲ့အခြေအနေတွေကျွန်တော်ဒါတိကျပေါက်ရှိတယ်ပွဲဆက်များလာရင်တော့ဒီသူတို့ကိုယ်တိုင်လည်းဒါဒီ Human ဖြစ်တဲ့အတွက်ကြပါတခုကတော့ဒါဇာရရဲ့သဘောဆိုတာတော့ရင်ဆိုင်ရလိမ့်မယ်အဲ့ဒီအချိန်တွေတခုမှာဟော Brandfor လို့ Sunderland တို့က ဘယ်လောက်ထိအနေထားရောက်နိုင်လဲသူတို့ကဘာလို့ပြီးနိုင်တဲ့နေသားမျိုးရောရှိလားဆိုတော့ကိုဆွေးတက်ဆက်တဲ့သုံးသပ်ပြပါဦးဗျ။ဒီယာဒီမှာတော့အဲ့ဒီကစားလမားနှစ်ယောက်စလုံးကဒါ၁၁ပွဲလုံးကစားထားတယ်။အဲ့ထက်မှာကျွန်တော်ဒါဟန်ဒါဆန်ဆိုရင်ဒါ၁၀ပွဲ၁၁ပွဲကစားရတဲ့အခါမှာ၁၀ပွဲကသူတို့ first line နဲ့အနေနဲ့ပွဲထွက်ကစားခဲ့ပြီးတော့ဒါဂိုးဖန်တီမှုနှစ်ကြိမ်လုပ်ပေးခဲ့တယ်ပေါ့နော်။ဒါပြောချင်တာတရာဒီလုံးဒီလောက်ဒီလိုအနေထားမျိုးနဲ့ကစားနိုင်မှာမလားဆိုတော့ကျွန်တော်ဘာမှကန်ဒီကမ်းမတော့ပြောလို့မရဘူး။သူတို့ရဲ့ကြံ့ခိုင်မှုရဘယ်လောက်ထိ fitness level ရှိလဲဆိုတာလဲဒါနီးပြပဲသိမှာပေါ့နော်။ကျွန်တော်ကတော့ ဟိုပြည့်သက်အနေနဲ့ဒီပွဲကိုစောင့်ကြည့်ဝေဖန်သူတွေနည်းနည်းကြည့်ရဆိုတော့လက်ရှိပုံစံမဟုတ်ရင်တောင်မှကျွန်တော်ထင်တယ်အသင်းကိုတကယ်ကိုပေါ့သူတို့ရဲ့ဟိုအကောင်းဆုံးခြေစွမ်းနဲ့ဆက်ပြီးတော့ဦးဆောင်နိုင်ရလိမ့်မယ်လို့ထင်တယ်ဒါရကြီးကြီးမားမားသာမရှိခဲ့ဘူးเนาะပြီးတော့ Henderson ရဲ့ကစားဟန်နဲ့လက်ရှိ Brentford သွားနေတဲ့ပုံစံကလည်းတော်တော်လေးကိုဟိုလိုက်ဖက်တယ်လို့ပြောလို့ရတယ်ဒီရောက်သွားတဲ့ဂိုးနှစ်ဂိုးဆုံးကကျွန်တော်ထင်တယ်ကိုယ့်ရဲ့ဇုံကနေပြီးတော့ တိုက်ဆက်ကိုဒါလိုက်တွားလိုက်တာပေါ့ Chelsea နဲ့ပွဲမှာဆိုရင် Kevin Shaw တဲ့ကိုဖန်ပြီးပြလိုက်တာလေ Shaw တဲ့ကောင်းတာလည်းပါသလိုသူ့ရဲ့ပြလိုက်တဲ့ဘောမှုကလည်းတော်တော်လေးကို quality ရှိပါတယ်ပါရမီပါတယ်ပေါ့နော်ပြီးဒါ Man United ကိုသင်သန်းခဲ့ဒါ Igor Thiago ရဲ့အသွင်းကိုဆိုရင်ခန်းစစ်ကနေတိုက်ရိုက်တိုက်ဆက်ကို transition တစ်ချက်တစ်ချက်လေးနဲ့ကြောက်သွားပြီးတော့ကန်သွားတာလည်း home time ဆိုလေထဲမှာပဲဘောလုံးကနေ top angle down နဲ့ဝင်သွားတာဆိုတော့အဲ့လိုဘောလုံးတွေရောက်လာဖို့ကကိုယ့်ရဲ့ကစားဘောတွေရဲ့စွမ်းဆောင်ရည်လည်းလိုသလိုကိုကိုယ်တိုင်လည်းအဲ့လိုပေါ့နော်ချက်ချင်းဘောလုံးဘယ်နေရာမှာရှိနေမလဲကိုယ့်ရဲ့ zone ကိုလည်းလွတ်ထားခဲ့လို့မရဘူးကိုယ့်ရဲ့ zone ကိုလည်းကာပါလောက်ရမယ်ကွင်းလဲကိုလည်း तू တက်သွားရင်လည်းဒီကွင်းလဲမှာသူ့ကိုဖြည့်ပေးမယ်ကစားလာမှမရှိဘူး Brandfoot မှာဆို तू နဲ့ dwell နေစားနေရရောင်မလွတ်ထင်တယ်တိတ်ပြီးတော့ဗျာပြောချင်တာ defensive ပိုင်းအရင်ကြီးဟိုလုံနိုင်တဲ့ကစားသမားမဟုတ်သူကိုယ်တိုင်လည်း attacking ကိုတွားကျင်တယ်အဲနောက်ပိုင်းမှာဆိုရင် DRD ဆိုထားပါတော့ဒါ ရန်ဆန်ကိုတော့မှနေရာသိမ့်မပေးတော့ဘဲနဲ့ဒီမှာဒီဟန်ဒါဆန်ကိုနေရာပေးပြီးကစားလာတယ်ဆိုတော့သူ့ရဲ့အခက်ခဏအရန်ကိုကြည့်တယ်အခုပြောသလိုကြံ့ခိုင်မှု finish level ရတရာဒီလုံးဒီ level ရှိကြချင်မှာတော့ရှိလိမ့်မယ်ဒါပေမဲ့သူရှိနေခြင်းကိုကအသင်းရဲ့ခန့်စစ်ကိုအများကြီးလုံခြုံမှုပေးနိုင်တယ်သူ့ရဲ့ဥဆောင်နိုင်စွမ်းကလည်းအသင်းပေါ်မှာ motivation ပေးနိုင်တယ်ဒီအချက်တွေကဒီလိုဝါရင်ကစားသမားတွေကိုအထူးက အသုံးပြုနေတယ်အသင်းကိုမောင်းနေပေါ့ဗျာကွင်းထဲကနီးပြပေါ့ဗျာကျွန်တော်ကတော့နီးပြဘေးမှာထိုင်နေတယ်ကွင်းထဲမှာဒီကဒီကွင်းကိုမောင်းနေပြီးတော့ချဲ့လေနေတာသူဆိုတော့ဟန်တာဆန်ကဒီရိုးမှာရှိနေပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဟန်တာဆန်ကဂရန်ဒီချာခါရောဒီနှစ်ယောက်ရဲ့ဥဆောင်မှုကတော့သိကြပါတယ်ဒီအသင်းတွေကတော့အများကြီးအကျိုးပြုနေတယ်သူတို့တွေဒဏ်ရာရတဲ့အခြေအနေမျိုးမကစားနိုင်တဲ့အခြေအနေမျိုးကြရင်တော့ဒါဆန်ဒါလန်တို့ဘရန်ဖိုးတို့ရုန်းကန်သွားမှာမလားဆိုတော့ကျွန်တော်ဒါလေးပိုင်းကိုစိုးရိမ်မိတာပေါ့ဘာလို့လဲဆိုတော့သူတို့ယောက်နှစ်ယောက်ကဒီအသင်းတစ်ခုလုံးရဲ့ လို့ပြောမယ်ဟန်ချက်တစ်ခုလုံးကိုဒါလုံးဝထိန်းထားနိုင်တဲ့ကစားမိုက်ဖြစ်တဲ့အတွက်ဒီနှစ်ယောက်ရဲ့ကြက်ခိုင်မှုကတော့ကျွန်တော်ဒါစောင့်ကြည့်နေတာရှိတယ်ဒီနေရာမှာနည်းနည်းလေးအတင်းကြီးတွေနဲ့မတူတာကြောင့်အတင်းကြီးတွေမှာကကြတော့ဒီရိုးမှာလက်ရှိဥဆောင်နေတဲ့ကစားမိုက်ကြတော့တော်တော်ကြီးကိုငယ်ရွယ်နှုတ်ပြိုတယ်နောက်တစ်ခုကကြောင့်ကြက်ခိုင်မှု level ရတော်တော်မြင့်နေတယ်သူတို့ကူပေးမဲ့ကစားသမားတွေအတင်းရှိတယ်ဟိုကူပေးမဲ့ကစားသမားတွေကလည်း quality ရှိရကစားပါလေဥမာ Kaisiro ဆိုရင်ဒါ Anzuwa ဒါ Anzu ရှိတယ်နောက်ထပ်ကျွန်တော် Zubimendi ဆိုရင်ဒါ Declan ရှိတယ်နောက် Casemiro ဆိုရင်ဒါ Bruno Fernandes ရှိတယ်နောက်ထပ်ကျွန်တော်ဒါ Nico Gonzalez ဆိုရင် Bernardo Silva ရှိတယ်ဒီကစားမောင်းရေးတူနော်ဒါ Grabat တို့ဒါ Magalesa တို့ဒါကျွန်တော်ဒါပြောထဲမှာမပါဘူးဒါသူတို့ဆိုလည်းအဲ့လိုပါနော်နှစ်ယောက်ဝိုင်းကူပေးလို့ရတယ်ပါဟုတ်တယ်ဒါ Grabat ဆိုရင်ဒီ Liverpool ကနည်းနည်းလေးဒီရာဒီမှာနည်းနည်းတချို့အခြေအနေတခုမှာတော့ဒီအချမဲရောက်နေတဲ့အခြေအနေပေါ့ဒါတော့မှ Grabat တို့ဒါ Magalesa တို့ဆို Magalesa ဆိုရင်ဒါ Real Madrid နဲ့ပွဲတုန်းက Champions League မှာတော်တော်ကြီးဟို ုံစံကောင်းတစ်ခုကျွန်တော်ဒါပြန်ပြီးမှမြင်ရပါဘောလေဒါတေချာတခုကတော့ဒါဒီကစားမားတွေနဲ့ရှင်နိုင်ငါကြတော့ဒါအကြပဲရောက်နေတဲ့ကစားမားတွေဒါရှော့ကာရိုဟန်ဒါဆင်တို့ကတော့ဒုတိယရာသီဘက်အထူးဖြစ်တာပွဲဆက်များလာတဲ့ကာလတွေမှာဘလို့နေထားရှိမလဲဆိုတာကျွန်တော်ဒါစောင့်ကြည့်နေစာရှိတယ်သူတို့ရဲ့ကြံ့ခိုင်မှုနဲ့သူတို့အသင်းရဲ့ဒါကျမကြီးရလဲဘယ်လိုရှိမလဲဗောနော်သူတို့ရဲ့အမှတ်တွေရရှိမှုတွေရလဲဘယ်လိုရှိမလဲဆိုတော့ကျွန်တော်ဒါစောင့်ကြည့်နေစာရှိပါတယ်ဒီဟာလေးနဲ့ပတ်သက်ပြောမှဒါသုံးသက်တင်ဆက်ပြီးတော့ပုစွေးကိုကျေးဇူးထူးတင်ရှိပါတယ်ကျေးဇူးအားပေးကြတဲ့ဆော့ကာဟော့ပရိတ်တပ်တအူးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ